2015ခုနှစ်ဒီဇင်ဘာလခုနှစ်ရက်တနင်္ဂနွေနေ့သည်မြန်မာနိုင်ငံသားများအထက်တမိုင်းတွေမီနေဖြစ်ပါတယ်မြန်မာနိုင်ငံချင်းပြည်နယ်ဖွာ MMA fighter Joshua Van သည်ကမ္ဘာအကောင်ဆုံး promotion ဖြစ်သော UFC 9အသက်24နှစ်ဖြင့် champion ခါဘက်ကိုစင်ကာထိုးသက်အနိုင်ရရှိခဲ့ပါတယ် Joshua Van ၏ champion ဆီရရှိမှုသည်မြေမောက်ခေဖြောပြမှုပိုင်းဆိုင်ရာအားကစား ဝါအားကစားနယ်ပယ်၌မြန်မာအားကစားသမိုင်းတလျှောက်အမြင့်ဆုံးနှင့်အခမ်းအနားဆုံးမတိုင်တစ်ခုဖြစ်ပါတယ်။ MMA ကစားနယ်သည်တက်တန်းဆဲစုကိန်းကနန်းသာရှိသေးတော်လဲကဘာတဝင်းရှိတိုက်ခိုက်ရဲသမားတိုင်းဤပိုင်းတိုင်းအိမ်မဖြစ်သော UFC ၌ချင်းတောင်တန်းဒေသတွင်မွေးဖွားခဲ့သည့်လူမဲလီတယောက်ဟာချန်ပီယံခါဘတ်ကိုအနိုင်ရရှိတာပါမြန်မာတမျိုးသားလုံးတွေဂုဏ်ယူစရာဖြစ်ပါတယ်။ ဤဒီမှာနိုင်ငံအတွက်ဗန်အတွက်ချင်းပြည်နယ်သားများအတွက်တိုက်ခိုက်ရေးလောကသားအားလုံးအားလုံးအတွက်သမိုင်းတတော်နည်းတနည်းထုတ်ခဲ့ပါတယ်။ဗန်နေဘွားဇာကြောင်းနှင့်ကျူးစားအထောက်မှုသည်မြန်မာလူငယ်များအတွက်အတူယူစရာများစွာကိုပေးစွမ်းနိုင်သည်။သူသည်ငယ်စဉ်ကတည်းကစနစ်တကျသင်ကြားလေ့ကျင့်မှုများဒါမှမဟုတ်မိမများ၏ပံ့ပိုးပေးနိုင်မှုများဖြင့်ကြီးပြင်းလာသူမဟုတ်ပါ သူသည်အမေရိကသို့အသက်24နှစ်အရွယ်ရောက်ရှိချိန်၌ဘာသာအခက်အခဲကြောင့်အနိုင်ကျင့်ဗိုလ်ချုပ်ခံရမှုများကို ပြန်လည်ထွန်းလှန်ရင်းမှဤနယ်ပယ်ထဲသို့ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည် MMA လောကသို့ရောက်ရှိသည်မှာ9နှစ်ဝန်းကျင်နဲ့ UFC သို့ရောက်ရှိသည်မှာ2နှစ်ခွဲဝန်းကျင်သာရှိသေးတော်လဲသူ၏အောင်မြင်မှုသည်ပင်ကိုပါရမီပြည့်ဝမှုကိုယ်အလုပ်ပေါ်မျက်ချင်းမပြတ်အာရုံစိုက်ထားမှု professional ဆမ်းမှုလို့ပေါ်မူတည်ခဲ့ပါတယ်အထူးသဖြင့်သူ၏ခိုင်မာပြတ်သားသည့်စိတ်ပိုင်းဆိုင်ရာခံယူချက်မှာမြန်မာကဘာလဲဆိုတာတကဘာလုံးသိရအောင်လုပ်ရမယ်ဆိုသည့်ပြင်းပြလွန်သောခံယူချက်ပင်ဖြစ်ပါတယ် စစ်မှတ်များသူပြောပြီးစင်ရဲမွဲတေလွန်သောနိုင်ငံကကိုထုကိုကျွန်ကျူးစားလာခဲ့သည့်လူငယ်လေးတယောက်ကကမ္ဘာချန်ပီယံဖြစ်လာခြင်းသည် လေးစားအားကြအတူယူပွဲဖြစ်ပါတယ်ငါတို့နိုင်ငံကမွေးထုတ်ပေးလိုက်သည့်ငါတို့တမျိုးသားလုံးကိုကိုးစားပြုထားသည့်ဒီလူငယ်လေးကိုဆက်လက်အားပေးဝန်ရံကြရန်မှာတမျိုးသားလုံးရဲ့တာဝန်ဖြစ်ပါတယ်။နိုင်ငံတော်ဝန်လုံးနဲ့ကမ္ဘာအရေးအယက်တို့ရောက်ရှိနေကြသည့်တမျိုးသားလုံးကဝန်ရံအားပေးကြပါနော်။ နေစဉ်ဘဝအတွက်စိတ်ခွန်အားနဲ့ရာသကောင်းများစာပေဘ ഹു တုဒပုံမြန်ကျမ်းမာရေးပညာရေးလူမှုရေးဘ ഹു တုကတွေအမြဲမပြတ်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးသွားကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်